အားလုံးပဲမင်္ဂလာပါရှင်ရန်နာမထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပြီးမယ် reading လေးကတော့ May 2025 overall general reading လေးပေါ့နော်ဒီမေလာတလားလုံးစာမှာတင်းတို့လေးတွေအတွက်ဒီတဲ့နဲ့ကန်ချပါအစိုးကောင်းလေးတွေကိုတလားလုံးစာအတွက်ကြည့်သွားပေးမှာဖြစ်ပါတယ်ဒီတလားလုံးထဲမှာတင်းတို့လေးတွေရဲ့ငွေရေးချေးရေးအာမိသားစုရေးအိမ်ောင်ရေးပေါ့နော်လူမှုရေးစသဖြင့်အစားရှိတွေထဲမှာတွေ့ရှိရမယ့်အချက်လေးတွေအားလုံးကို ွဲပြသွားပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့ group တွေ၃ခုရှိရယ် group 1 group 2 group 3အာ group 1 2 3မှာပေးထားတဲ့ crystal လေးတွေကမတူဘူးပေါ့နော်အဲ့တော့ဒီ crystal လေးတွေကိုကြည့်ပြီးတော့လဲရွေးလို့လဲရတယ်1 2 3ဆိုတဲ့နံပါတ်လေးတွေအာယုံပြုပြီးတော့ရွေးလဲရတယ်နော်အခု group လေးတွေရွေးချယ်လိုက်ပါ UPP ဆိုရင်တော့ reading လေးကိုစတင်ပြီးတော့ဖတ်ပေးမှဖြစ်ပါတယ် group 1လေးကနေစလိုက်မယ်เนาะ group 1လေးတွေမင်္ဂလာပါရှင် group 1လေးတွေဒီမေလထဲမှာပေါ့နော်ဗားလေးတွေကြုံတွေ့ရမလဲအမ်ပထမဆုံးတွေ့တာကတော့ဒီမှာလူတယောက်ကလေဒီ twin ကြီးတစ်ခုလေးကိုခုံချရောမလို့ပြင်ဆင်နေပေါ့နော်အဲ့လိုမျိုးလေးတွေတွေ့တယ်အဲ့တော့ဒီ group 1လေးတွေကဒီမေလထဲမှာစွန့်စားရမယ့်ဟာလေးတွေပေါ့နော်အအသစ်စတင်ပြမယ်ပြီးလို့ရှင်စွန့်စားပြီးတော့လုံရမယ့်အရာလေးတွေကိုတခြားလာမှာမစတင်ပြပဲနဲ့ဒီမေလထဲမှာပေါ့နော် တကယ်ကိုသင်မဝအတွက်အပြောင်းလဲဖြစ်စေတဲ့အရာတခုပြီးလို့ရှိရင်တကယ်ကိုအမှတ်တရဖြစ်စေတဲ့အရာမျိုးပေါ့နော်စွန့်စားပြီးလှုပ်ဆောင်ရမယ့်အရာလေးတခုလှုပ်ဖြစ်သွားမယ်လို့တွေ့ရနော်အဲ့တော့ဆက်ကြည့်မယ် group 1လေးတွေမှာအာဒီမေလာတွေမှာဗားလေးတွေကြုံတွေ့ရဖို့ရှိအောင်မလဲပေါ့နော်အတူတူကြည့်မယ်အာဒီမှာလဲပြောချင်တာဒီမှာ focus upon your strength အဲ့တော့ တင့်ရဲ့စွမ်းအားတွေပေါ့နော်တင်းတို့လေးတွေမှာရှိတဲ့အာစွမ်းအင်တွေပေါ့နော်ဒီလိုစွမ်းအင်တွေစွမ်းအားတွေပေါ့မှာပဲအာယုံစိုက်ပြီးတော့အလုံးလုံးပါတယ်နော်အဲ့ဒါမျိုးလေးလည်းပြောထားတယ်အဲ့တော့ဒီ group 1လေးတွေကဒီလာတယ်မှာလေကိုလုံးချင်တဲ့အရာတွေအတွက်ကိုကိုရဲ့စွမ်းအားလုံးနိုင်အောင်နော်အဲ့ဒါလေးတွေကိုအယုံကြည်မှုရှိဖို့လုပ်တယ်နော်ဘယ်လိုပြောရမလဲကိုကိုကိုယုံကြည်မှုလည်းရှိရမယ်ကိုရဲ့စွမ်းအားတွေပေါ်မှာလည်းယုံကြည်မှုရှိရမယ်အားမျိုးလေးပေါ့နော်အဲ့ဒီအချက်လေးကိုလည်းတွေ့တယ် ာဒီမှာပြောထားတာတော့မိခင်ပြီးလို့ရှိရင်မောင်နှမမောင်နှမတွေပါမှာညီအမပေါ့เนาะအဲ့လိုမျိုးပုံစံတချို့ဒီ မျိုးသမီးလေးတွေကြတော့ကို့မှာရှိတဲ့ဒီကလေးတွေပေါ့နော်သမီးလေးတွေအဲ့တော့ဒီလိုမျိုးအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့တင်ဒီလာထဲမှာကံကောင်းမှုရှိရပေါ့နော်အားမျိုးလေးတွေတွေ့တယ်ဥပမာတင်ရဲ့မိခင်ကအာတင်ကိုတစုံတစ်ခုပေါ့နော်ပျော်ရွှင်အောင်ပြုလုပ်ပေးတာမျိုးဒါမှမဟုတ်လို့ရှင်တင်ရဲ့သားသမီးလေးကသမီးပေါ့နော်သမီးလေးကတင်ကိုပျော်ရွှင်စရာတည်င်းကောင်းတစ်ခုပေးတာမျိုးဒီကလေးနဲ့ပတ်သက်ပြီးတော့တင်ကန်ကောင်းခြင်းတွေရတာမျိုး ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အမားအနေကိုကိုကိုလိုချင်တဲ့ဟာတွေဝယ်ပြီးပေးတာမျိုးပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဒီကျမပြောထားတဲ့အမေဖြစ်စေအတမီးလေးတွေဖြစ်စေဒီညီအမတွေဖြစ်စေအဲ့ဒီလေကနေမှသင်ကသူတို့နဲ့ပတ်သက်တဲ့ကံကောင်းမှုတစ်ခုခုကြုံတွေ့ရဖို့လည်းတွေ့ထားရပေါ့နော်ဒီမိလာအဲ့တော့ဆက်ကြည့်မယ်နော် group 1လေးတွေ group 1လေးတွေမိလာတွေမှာကြုံတွေ့ရမယ့်အရာဘာလေးတွေရှိလဲ အဲ့တော့ group 1လေးတွေစပါတီမှာတွေ့တာတော့လေ group 1လေးတွေကဒီလာထဲမှာအစွန်းစားမယ့်အရာတွေလုပ်ဖြစ်တယ်လို့မျိုးသင်တို့ကိုယ်တိုင်ကလည်းဒီလိုအရာတွေလုပ်လိုက်တဲ့အတွက်ပို့ပြီးတော့တိုးတက်အောင်မြင်မှုတွေကြုံတွေ့ရမယ်ပေါ့နော်301တဲ့ကိုစထားတယ်အဲ့တော့ဒီစွန်းစားမယ့်အရာပေါ့နော်ဒီမှာတွင်းရဲ့ခုံစင်းတယ်လို့ကျွန်မခုနကပြောတယ်အဲ့တော့သင်စွန်းစားမယ့်အရာသင်စတင်ပြီးလှုပ်ဆောင်ပြမယ့်အရာနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရသွားမှာအဲ့လိုမျိုးတွေ့တယ်အဲ့တော့ရေရေဝုန်းဝုန်းလောက်ပါလို့လည်းကျွန်မပြောချင်တယ်ပေါ့နော်ရေရေဝုန်းဝုန်းလောက်ပါအာဒီအလောက်ကငွေချင်းနဲ့ ဆက်ဆက်တဲ့အလုပ်တွေဆို ပို့ပြီးတော့ကောင်းတယ်တင်လုံချင်တဲ့အကျိုးမြတ်တင်မြောင်းလင့်ထားတဲ့ငွေကြေးကိုရရှိမယ်အဲ့လိုမျိုးလေးတွေ့ရအဲဒါမဲ့တစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ အလုတ်ကင်ပေါ့နော်ငွေစည်းကန်ကလည်းကောင်းတယ်အာလုတ်ကင်မှာတော့ဒီမှာ tunnel sock ဆိုတော့အာ tunnel sock energy မျိုးနဲ့တော့နည်းနည်းပင်ပန်းရမယ်ပင်ပန်းရမယ်ပေါ့နော်ဒါကလည်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ကိုမတိတဲ့အလုတ်တခုကိုမကျင်လည်ရသေးတဲ့ဝန်းကျင်တခုကိုမစတင်ရတဲ့အလုတ်တခုလုံမယ်ဆိုရင်စတင်ပြီးတော့လုံတော့မယ်ဆိုလို့ရှိရင်လုံနေကြအရာမဟုတ်တဲ့အတွက်အခက်ခဲတွေစိတ်ဖိစီးမှုတွေ အာကိုပင်မန်းရတာလေအဲ့ဒါလေးတော့သင်တို့နေတာဂျုံတွေ့ရမှာပဲဒါကြောင့်မို့ထန်တော့ song energy ကြာနေမယ်ပေါ့နော်အာဒါပေမဲ့လည်းကြောက်ရံမရှိပါဘူးဒီမှာ the star the sun true rock panic အဲ့တော့လေအာတော်တော်များများဒီမှာ major cut တွေကြာထားတဲ့အတွက်ဒီလရဲ့မှာသင်တို့စာပြင်မဲ့အလုပ်ကသင်တို့လေးတွေရဲ့အာနောက်လာတွေထိနော်နောက်ချိန်ကာလတွေထိ near future ထိကိုအရေးပါပြီးတော့အောင်မြင်မဲ့အလုပ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးပြောချင်တယ်အာအလုပ်လည်းဖြစ်နိုင်တယ်အခွင့်အရေးလည်းဖြစ်နိုင်တယ် เนาะဒါအလုတ်အတွက်တည်တန်းလို့တော့မှမတုံတုံချင်ဝင်ဟိုအလုတ်အတွက်တော့လကောင်းပညာရေးအတွက်တော့လကောင်းနောက်ဆိုနှလုံးသားကြီးရမှာတော့မှပဲပေါ့နော်အာဒီလထဲမှာတင်အစပြုပြီးတော့လုံလိုက်တဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးတော့ဥပမာ think crack ကိုသင်ရသဘောကျတယ်ပြီးဖြစ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးပေါ့ဒါကတော့စွန့်စားရတယ်ဒီဘယ်လိုပြောမလဲဒါပေမဲ့လည်းသင်ကဒီ crack နဲ့ပတ်သက်ပြီးတော့ crack စီက attention ပေးတာကိုပြန်ရတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်သွားနိုင်တယ် အဲဒီတော့ဒီလရဲ့မှာဘာပဲစာလုပ်ခူးမလေးအတွက်အရန်ကောင်းပါတယ်ပေါ့နော်အာတဆန်း energy နဲ့အာ the star energy နဲ့ဒီနှစ်ခုလုံးကလည်းကောင်းတယ်ပေါ့နော် the star energy ရာကိုလုံးလိုက်တဲ့အရာနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်တွေအောင်မြင်မှုတွေနော် the sun energy ရာကိုမှကန်ထောက်ပံ့လေးလည်းရှိတယ် true panical energy ရာကိုကလုံးနိုင်မှာတခုထက်မကတဲ့အလုပ်တွေကိုတပြိုင်တည်းလုပ်သွားနိုင်ပြီပေါ့နော်အားမျိုးတွေလည်းတွေ့တယ်အဲ့တော့ဆက်ကြည့်မယ်နော်ကိုဝန်လေးအဲ့တော့ crew 1လေးတွေအတွက် ဒီမေးလာရဲမှာပေါ့နော်ကျွန်တွေ့ရမယ့်အရာလေးနဲ့ပတ်သက်ပြီးတော့ဆက်ကြည့်မယ်။ Oh ဒီမှာလည်းတက်စတာကြလာပြီ။အဲ့တော့ group 1လေးတွေ ပါတကယ်ကိုကောင်းတယ်နော်ကရူဝန်လေးတွေကဒီလာတယ်မှာနေမေလာတယ်မှာတကယ်ကိုကောင်းပါတယ်အဲ့တော့အရင်ဆုံးငွေချင်းနဲ့ပတ်သက်တာကိုကျွန်မအရင်ဆုံးကြည့်ပေးမယ်နော်အငွေချင်းနဲ့ပတ်သက်တဲ့ကံကျွန်မကတော့ပြောသလိုပဲအာ တင်မျောလင်းတဲ့ငွေကြေးတွေရရှိမယ်ဒါကလည်းတင်ဆောက်လိုက်တဲ့အလုပ်တရားနေအကျိုးမြတ်တွေအကျိုးမြတ်တွေရလာမှာဒီလိုအကျိုးမြတ်တွေရလာမယ်ဆိုတော့တင်ကလည်းကြိုတင်ပြီးတော့သိနော်အဲ့လိုမျိုးလေးအာဒီမှာလည်း the star energy နဲ့ဆိုတော့တင်ကဆူတောင်းထားတာမျိုးငွေကြေးတွေအများကြီးဝင်လာပါစေ universe ကနေတောင်းထားတဲ့ပုံစံမျိုးလေးပေါ့အာအဲ့လိုမျိုးဆူတောင်းနေရဒီမေလာတွေမှာတချို့တစ်ပတ်ပြည့်သွားတာမျိုးချုပ်ကန်ကောင်းတဲ့သူလေးတွေကြတော့ကိုယ့်ရဲ့ဆူတောင်းတစ်ခုလုံးပြည့်သွားတာမျိုးဒီလာတွေမှာကြုံရမှုရှိတယ်အလုပ်ကိမှာကြတော့ကျွန်မခုနပြောလိုလို့ ထန်တော့ဆောင်အန်အဂျီနဲ့ပင်ပန်းရတာမျိုးတွေရှိပေမဲ့ဒီပင်ပန်းနဲ့အလုပ်ကိုဘလို့တစ်ခုချင်းစီအကောင်းဆုံးကင်တွယ်သွားမလို့ဆောင်သွားမလဲဆိုတာတင်းခေါင်းထဲမှာအိန္ဒိယခေါင်းတွေတော့အများကြီးထွက်လာမယ်နော်အိန္ဒိယခေါင်းများများထွက်လို့များများလုံးလေအာတင်းဒါလေးနဲ့ပတ်သက်ပြီးတော့ပြန်မှန်ရတာမျိုးလေးတော့ရှိတတ်တယ်ပေါ့နော်ဒါပေမဲ့လည်းစိုးရင်ကြမရှိဘူးเนาะအာဒီမှာလည်း7 o'clock sorry 7 o'clock energy နဲ့เนาะ group 1လေးတွေရွေးချယ်စာလေးလည်းအများကြီးရှိတယ် เนาะဒီရွေးချယ်စာလေးတွေထဲမှာမအတင်အတွက်တင်တော်မယ်เนาะအလုပ်ခွင့်တွေကိုရွေးချယ်လို့ရသွားတာမျိုးဥပမာတင်အတွက်ကောင်းမွန်တဲ့သူပေါ့เนาะဒီအချစ်ရေးတွေထဲမှာဆိုလို့ရှင်တယ်တင်နဲ့တင်တော်မယ်သူလိုက်ဖမ်းမယ်သူဟာဘယ်သူလဲဆိုတာတင်တွေ့သွားတာမျိုးเนาะအတင်နီနာမှာနေပြီးတော့တင်နဲ့အတူတူအလုပ်တွေတွဲလုပ်ဖို့เนาะဒီလိုတငယ်ချင်းကောင်းတွေကိုလည်းတင်ရရှိမယ်ဒီတငယ်ချင်းတွေနဲ့အတူပျော်စရာစားပွဲတောက်ပွဲတွေလည်းအတူတူတက်ပြစ်မယ်သွားပြစ်မယ်ပေါ့เนาะဒီလာတွေမှာအဲ့လိုမျိုးလေးလည်းတွေ့ထားတယ်အာတခုတော့ရှိရဲ့ဘာလဲဆိုတော့ ထူရပနီကယ်အန်ဂျီနဲ့ကိုကအလုပ်တွေကိုတစ်ခုတည်းမကအလုပ်တွေကိုလုပ်ရတဲ့ခါမှာပင်ပန်းလာတဲ့ခါကျရင်တခါတရံကျရင်တော့ဒီ group 1လေးတွေက the hermit energy နဲ့လေနည်းနည်းလေးတော့အနာယူပေးဖို့လိုတယ်အနာယူနေစီမှာလည်းဒီ group 1လေးတွေဟာအအပောင်တဲ့နေသွားပြီးပျော်တော့တက္ကနာပေါ့နော်တယောက်တည်းဒီအေးအေးဆေးဆေးလေးတွေးလို့ရမယ့်နေရာမျိုးမှာသွားပြီးတော့စိတ်အေးလက်အေးနေပေါ့နော်ကိုလုံးဝမဲ့အလုပ်တွေအတွက်အာတည်တံ့ပေါ့နော်ကိုတယောက်တည်း เนาะအဲကိုကိုအတွက်တကယ်ကို relax time လိုတယ်ပေါ့เนาะ group one တွေကလိုတဲ့အခါကျတော့အဲ့လိုမျိုးလိုတဲ့အခါမှာကိုတယောက်တည်းသွားပြီးတော့အေးအေးဆေးဆေးလေးအတရားလေးထိုင်တာမျိုးအနားတာမျိုးအဲ့လိုမျိုးလေးပေါ့เนาะအဲ့လိုမျိုးလုံးပြမဲ့ဆိုလို့ရှိရင်ပို့ပြီးတော့တက်မှာဒီကောင်းမွန်တဲ့ energy လေးတွေပို့ပြီးတော့ရရှိမယ်အဓိကကတော့ကိုကလုံးဝမဲ့အခွင့်အလမ်းတွေကိုလည်းဒီလထဲမှာရရှိမယ်ကိုကိုယ်တိုင်ကလည်းစွန့်စားပြီးတော့လုပ်ပြမယ် အာပြီးတော့ငွေချေးပိုင်းနေလည်းကောင်းတယ်နော်ငွေချေးပိုင်းနေလည်းကောင်းတယ်အာနှလုံးသားရရမှာဆိုရင်လည်းကျွန်မပြောသလိုပဲအာ the star the sun ကြာထားတဲ့ခါကျတော့ တင်တို့လေးရင်းနဲ့ဒီတဖန်လူနေကဂျားထဲမှာအခုလက်ရှိမှာတယောက်ကိုတယောက်ဆက်ဒုက္ခပေးချင်တာမျိုးတွေမရှိဘူးပြီးတယောက်တယောက်ကာကွယ်ပေးချင်တာเนาะအတယောက်တယောက်ဆော့ရှော့ပေးချင်တာဒီလထဲမှာဒီလို energy မျိုးနဲ့သွားရတယ်ပေါ့เนาะအဲ့ဒါမျိုးလေးတွေတွေ့တယ်အာလူမှုရေးကိစ္စထဲမှာဆိုလည်းဒီလိုပဲကိုကဘယ်သူနဲ့မှပြဿနာမဖြစ်ချင်ဘူးအာ true panic လိုမျိုးအလုံးလေးလုံးမယ်လူမှုရေးနဲ့လည်းအဆင်ပြေအောင်အားလုံးနဲ့အတူတူပေါင်းသဆက်ဆက်ရေးကောင်းပေါ့เนาะ social ကောင်းအောင်ဒီလထဲမှာကိုကိုယ်တိုင်ကလည်းသွားပြစ်နေမယ်အာဒီမှာလည်း three of cup ချရတယ်ဆိုတော့ကိုယ့်ရဲ့ဒီတငယ်ချင်းမိတ်ဆွေ ပေါင်းသင်းနေနဲ့ဖြစ်ဖြစ်ရှွရှင်နဲ့ပေါ့နော်ဒီလားကိုဖျက်တမ်းပြမလို့ကျွန်မတွေ့တယ်။အဲ့တော့ဒီ group 1 lady ကဒီလားရမှာသင်တို့ရဲ့ overall ပေါ့နော်စီလိုက်တဲ့စီမှာသင်တို့ရဲ့အဲကန်ချမအဆိုးကောင်းမှာအဆိုးအနည်းတယ်ပေါ့နော်အကောင်းဘက်ကိုပုံများတဲ့အတွက် congratulation မှာ group 1 lady တင်တို့ရဲ့ဒီမေလာတော့ lucky ပေါ့နော် lucky month လေးပါအဲ့တော့ပြည့်ရွှင်မှုတွေလည်းရပါစေအောင်မြင်မှုတွေလည်းရရှိပါစေ energy လည်းကြိုက်ပါစေလို့ဒီညနေ့ဆုတောင်းပေးလိုက်ပါတယ်အာပြီပြီပေါ့နော်ဒါ group one လေးတွဲရင်ပြီးပါပြီဒါဆိုကျွန်မ group 2လေးစီကိုသွားပါမယ် ါ group 2လေးတွေမင်္ဂလာပါရှင် group 2လေးတွေအ group 2လေးတွေကတော့ဒီမေလာထဲမှာ group 2လေးတွေရာလေကိုအရင်ရင်လာထဲမှာပေါ့နော်ကိုကြုံတွေ့နေရတဲ့အရာတွေစိတ်ဖြစ်စည်းနေတဲ့အရာတွေပြီးတော့ step ဖြစ်နေတာပေါ့နော်တင်တစ်ခုခုထဲမှာတင်ရပိတ်မိနေတယ် group 2လေးတွေဟာအဲ့တော့ဒီလာထဲမှာအဲ့ဒီပိတ်မိနေတဲ့အရာကနေယုံထွက်ပါပေါ့နော် ရုံထွက်ပါရုံထွက်ဖို့စတင်လှုပ်ဆောင်ပါတဲ့เนาะအဲ့ဒီအဟာလေးကိုတော့ပထမဆုံးအချက်အနေနဲ့တွေ့တယ်အဲ့တော့ group 2လေးတွေကတော့သင်ဘယ်လိုမျိုးနေရာမှာပြိမိနေလဲအလုတ်ခွင်လား toxic ဖြစ်နေတဲ့ relationship လားဘလို့အရာမျိုးလေးလဲပေါ့နော်အဲ့ရနေတင်ရုံထွက်ဖို့ခြေလမ်းစလိုက်ပါတော့ပေါ့နော်အရာမျိုးလေးပြောချင်တယ်အာဒီမှာလဲ freedom ဆိုတော့လေအတင်လွတ်လွတ်လပ်လပ်နေဖို့တင်ကိုပြောစေချင်တာပြောချင်တာပေါ့နော်ပြောပြချင်တာ သင်ရဲ့စိတ်ထဲမှာလေမပေါ်ပေါ်မှာဖြစ်နေတဲ့ခံစားချက်တွေအသင်ကိုတစုံတူကလွှမ်းမိုးထားတဲ့စိတ်ခံစားချက်တွေနဲ့သင်ကပင်ပန်းနေတဲ့ group 2လေးကပင်ပန်းနေပင်ပန်းနေတဲ့ခါကျတော့ဒီလထဲမှာလေမေလထဲမှာဒီခံစားချက်တွေကိုထားပစ်ခဲ့ပြီးတော့အလလလလပပပပလေးနဲ့ပဲကိုလုံးဝမဲ့အလုပ်တွေကိုလုံးကိုရဲ့ဒီစိတ်ဖြစ်စီရတဲ့အရာတွေကိုထားခဲ့လိုက်ပေါ့နော်အဲ့ဒါမျိုးလေးပါအမ် spectral law of attraction အဲ့တော့ င်လိုချင်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တဲ့ law attraction နည်းလမ်းအရာပေါ့နော်ပြောချင်တဲ့ဘော law attraction နည်းလမ်းကိုအခုနောက်ပိုင်းမှာလူတွေဖြည်းဖြည်းသိလာကြပြီဒါကတော့နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဆွဲငင်တာကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုကိုယ့်အစီကိုရောက်ရှိလာအောင်ကိုကိုယ်တိုင်လည်းလုပ်လို့ universe ကလည်းတောင်းတဲ့လိုမျိုးကိုယ့်ရဲ့စိတ်တွေကိုလေဆွဲဆောင်တာပြောချင်တဲ့ဘောကငါမှာဘလို့ကံကောင်းခြင်းတွေရောက်ရှိလာပြီငါတွေ့ဘလို့မှန်ကန်တဲ့လူတွေကနားမှာရှိနေပါပြီအဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးများများတွေးပြီးအဓိကကတော့ positive ပေါ့နော် positive vibe နဲ့ နေပါပြီးလို့ရှိရင်ဒီလိုအကောင်းတွေးတက်တဲ့ကောင်းမြင်စိတ်တွေနဲ့သွားပါအာငကိုကကိုကလေဘယ်လိုပြောမလဲနည်းနည်းမကောင်းတဲ့အတွေ့အကြုံများတဲ့သူဆိုလို့ရှိရင်အဲ့ဒါတွေကိုထားပစ်ခဲ့လိုက်ပါပေါ့နော်ပြောချင်တဲ့ဘော law attraction နီးလန်းလိုမျိုးပဲကိုကမကောင်းတာကိုကြိုတင်တွေးလို့ရှိရင်လည်းကို့မှာလာပြီးဓာမျိုးကဖြစ်တတ်တယ်လို့ပေါ့နော်အာကောင်းတာကိုတွေးနေကောင်းတာတွေရရှိလာမယ်ဒီသဘောလေးကိုလက်ခံပြီးတော့အဲ့ဒီ အချက်လေးတွေလှုပ်ဆောင်ပါအာကောင်းတာတွေတွေးရဲဆိုပေမဲ့လည်းအလုပ်လေးတွေလည်းကောင်းကောင်းလုပ်ဖို့လိုရပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ်အဲ့တော့ group 2လေးအတွက်ကြည့်မယ်နော်အဲ့တော့ group 2လေးအတွက်ဘာတွေကြောင်းအောင်ရှိမလဲ အဲ့တော့ group 2လေးတွေအတွက် group 2လေးတွေအတွက်ငွေကြီးရနေပေါ့နော်စပြီးတော့ကြည့်ပေးရစီမှာဘာတွေ့လဲဆိုတော့ zero cut energy နဲ့ group 2လေးတွေကလည်းဒီလထဲမှာပြောမယ်ဆိုလို့ရှိရင်ကိုယ့်ကိုဒီ zero cut energy လိုမျိုးနဲ့ပေါ့နော်ခုပေါ်မှာတကယ်ကိုကောင်းမွန်တဲ့သူပေါ့နော်ကောင်းမွန်တဲ့သူအာပြီးလို့ရှင့် ဘယ်လိုပြောမလဲเนาะစိတ်စေတနာထားတဲ့သူပေါ့เนาะဒီလိုလူမျိုးကိုယ်ဘဝတွေဝင်လာတာเนาะအဲ့ဒါမျိုးလေးလည်းတွေ့တယ်အပြီးတော့ငွေကြီးနေနေဆိုကိုယ်ကိုကူညီမယ်ပေါ့เนาะအဲ့ဒါမျိုးလေးလည်းကျွန်မတွေ့တယ်နောက်တစ်ခုကျတော့ turn on panical energy မျိုးねအာဘယ်လိုပြောမလဲဒီတင့်ကိုကူညီမဲ့သူเนาะဒီချစ်ရှုပေးမဲ့သူဟာ သူ့မှာငွေကြီးတော်တော်တန်တန်ကိုပြည်စုံတယ်အတော်တန်လည်းပြည်စုံတယ်ပြီးတော့အတိုင်းဝိုင်းကြီးတွေကသူအဲမျိုးသားလည်းဖြစ်နိုင်တယ်မျိုးသမီးလည်းဖြစ်နိုင်တယ်ဒီလူရဲ့ကုညီပေးမှုနဲ့ငွေကြီးထဲမှာတင်ပြည်လဲသွားတာမျိုးဒီလာထဲမှာအာဒါမှမဟုတ်လို့ရှင်လုပ်ငန်းခွင်မှာအဆင်ပြေသွားတာမျိုးเนาะအဲ့လိုမျိုးတွေတွေ့တယ်အဲ့တော့ကောင်းတယ်ပေါ့နော် group 2လေးလည်းတူတူထိုင်လျောက်ကောင်းတယ်ဒါပေမဲ့တခုရှိတာကျွန်မခုနကပြောသလိုတင်ပိတ်မိနေတဲ့အရာတွေရှိတယ်เนาะအဲ့ဒါဘာလေးတွေရှိလဲဆိုတော့ကျွန်မတို့ကြည့်မယ်အဲ့ဒီမှာမှာဒီမှာ3 of panic 7 of cat နိုင်ရောဖတ်နေခဲ့အဲ့တော့ဒီ group 2လေးတွေ group 2လေးတွေဟာလူမှုရေးပေါ့နော် sorry လူမှုရေးပိုင်းမှာအစ်မကုနာပြောတဲ့လိုမျိုးကိုကလေဒီကိုရဲ့ဒီခင်လာတဲ့တငယ်ချင်းတွေမိတ်ဆွေတွေနဲ့ပတ်သက်ပြီးအဆွဲရှိတယ်ပေါ့နော်နည်းနည်းအဆွဲရှိရဲအတန်ရုံးစင်နည်းနည်းကြီးရဲအသူတို့ကကိုပေါ်မှာ toxic ဖြစ်တယ်ပေါ့နော်ဆက်ဆံရေးနဲ့ဆက်ဆံရမှာဒါကိုသင်မထားခဲနိုင်ဘူးနော်ဆက်သွားနေတော့မယ်အဲ့လိုမျိုးပုံစံလေးရှိတယ်အဲ့တော့ဒီ group 2လေးတွေပေါ့နော်ဒီလာတွေမှာ 7 o'clock energy လိုမျိုးလဲတင်ကရွှေချယ်ရမယ်တင်မွားအတွက်အကောင်းမွန်တဲ့မိစေတငယ်ချင်းတွေအာပြီးလို့ရှင်တင်မွားလက်တွေပေါ်အဲ့ဒါနေနဲ့ပတ်သက်ပြီးတော့အာကိုယ့်ရဲ့အုံနှောက်ကိုအသုံးပြုပြီးတော့ပေါ့နော်ကိုယ့်အတွက်ကောင်းမွန်တဲ့သူကိုရွှေချယ်ပါတင်ရွှေချယ်ပြလိုက်မယ်လို့လည်းတွေ့ရပေါ့နော်တချို့လေးကရွှေချယ်ပြမယ်တချို့လေးကရွှေချယ်ဖို့အကြံဉာဏ်ပေးတာပေါ့နော် universe ကအဲ့ဒါမျိုးလေးကျွန်မတွေ့တယ် အာနောက်ခုကြတော့ Nairo Panican Nairo Panican Energy နဲ့အာ twin တင့်အတွက်ပေါ့နော်အာတင့်အနာကို ကောင်းမွန်တဲ့တစုံတူရောက်လာဖို့တော့ရှိတယ်ဒါပေမဲ့အချိန်တော့နည်းနည်းကြာအောင်ပဲเนาะတင်မွားတွေဝင်လာဖို့ကောင်းမွန်တဲ့တစုံတူရှိတယ်တချို့ကြတော့လည်းတစုံတူဆိုတာစစ်သူရေးသားဆိုတာတဲ့တငယ်ချင်းမိတ်ဆွေတဘောမျိုးနဲ့ဖြစ်နိုင်တယ်เนาะအလုံးငယ်ပါတနာရှယ်ယာဝင်တဲ့သူတွေအဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ် ဘယ်ရာမျိုးမဆိုဖြစ်နိုင်တယ်ဒါပေမဲ့လာမယ်အချိန်တော့နည်းနည်းရှိတယ်ကြာတယ်ပေါ့နော်ဒါပေမဲ့ဒီလိုဟာဒီမေလာထဲမှာတင်တဲ့စာပြီးတွေးဆမှုသူ့ဘက်ကအစာပြုံးနေတာမျိုးပါညာပေါ့နော်အဲမျိုးနေတဲ့တွေ့အဲ့တော့ခရစ်တူလေးတွေအတွက်ဒီမေလာထဲမှာဘလို့အရာလေးတွေရှိလဲကကြမအစိုးကောင်းပေါ့နော်အဲ့ဒါလေးချက်ကြည့်မယ် group 2တွေအတွက် gains ပါအဆိုကောင်းเนาะအဲ့တော့ဒီငွေကြီးထဲမှာကြတော့701ဆိုတော့တင်လောက်ရမဲ့ လုတ်တွေလုတ်ကိုင်းနေမှာနည်းနည်းအတိုက်ခံလေးတွေရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရာသင့်တဲ့အခွင့်အလမ်းလေးတွေတော့ရှိပြီးမယ်လေဒါကိုတင်ကိုယ်တိုင်ကဟိုဘယ်လိုပြောမလဲမျက်ကွယ်ပြုတ်ထားတဲ့ပုံစံမျိုးနဲ့ကျွန်မတွေ့တယ်ပြောချင်တဲ့သဘောကငွေကြေးတွေတော့ရရရှိပြီးမယ်လေတည်ရင်စိတ်တွေရတယ်ကျွန်မခုနကပြောသူတစုံတူးစီမှာတစုံတရာတော့အကြောင်းတွေစီမှာ start ဖြစ်နေတယ်ပိတ်မိနေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့ခါကျတော့တင်ကိုယ်တိုင်ကရရှိလာမယ်ငွေကြေးရရှိလာမယ်အခွင့်အရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့တင်သတိမထားမိဘူးเนาะအဲ့လိုမျိုးလေးတွေရှိတယ် နော်အဲ့တော့ကျွမျက်ရမယ်ဆိုတာတင်တာမှဒီမလုံးဖြစ်သေးတာမျိုးမစဖြစ်သေးတာမျိုးဘာကြောင့်လဲဆိုတော့တင်ရခံစားချက်တွေကတစုံတစ်ခုတော့အကြောင်းတစုံတစ်ခုတော့ဒူတူပုံမှာပိတ်မိနေလို့ပေါ့နော်ဒါကြောင့်မို့လဲတင်ကိုလွတ်လွတ်လပ်လပ်သွားစေချင်တယ်ပုံစံနဲ့အကျဉ်းချလေးနဲ့ပေးထားတယ်ပေါ့နော်ဒါလေးကိုတော့ကျွန်မဖုံးလိုက်မယ်နော်အာနောက်တစ်ခုကကြတော့ဒီတင်ရဒီအလုတ်ကန်ရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုတ်ကန်ရင်းနဲ့ပတ်သက်ပြီးတော့တင်အကောင်းဆုံးတော့လုံနိုင်တယ်ကျွန်မခုနကပြောသလိုပဲအလုတ်တွေကတော့အကောင်းဆုံးတင်လုံနိုင်တယ် နော်အလုံးနဲ့ပတ်သက်ပြီးတော့ခေါင်းကတ်ရတာအနေချင်းရှိပေမဲ့လည်းတင်အကောင်းဆုံးလုပ်နိုင်တဲ့ဟန်ချက်ကြီးအောင်တင်ထိန်းနိုင်တယ်ဒါပေမဲ့လည်းတင်မထိန်းနိုင်တဲ့အရာပါလဲဆိုတော့ဒီစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ဗောနော်တင်ကိုစိတ်ထိခိုက်စေတဲ့အကြောင်းအရာတစ်ခုခုကိုတင်ကိုယ်တည်းအာဘယ်လိုပြောမလဲစိတ်ထဲမှာတွေးမိနေတာမျိုးဖြစ်စေနော်တစုံတစ်ဦးနဲ့ပတ်သက်တဲ့ခံစားချက်တွေဒီမှာတင်ပိတ်မိနေတာမျိုးဖြစ်စေအဲ့အမျိုးလေးတွေတော်တော်တင်ကောင်းကြရတာပင်ပန်းရတာเนาะအဲ့အမျိုးလေးတွေတွေ့ရပေါ့เนาะအာပြီးတော့ဒီ တင်းရဲ့ပေါ့နော်ဒီအပေါင်းသစ်ဆက်ဆက်ရေးနော်ဒီလိုမျိုးနဲ့ပဲရင်းနဲ့မှကြတော့လေတင်းကဒီလာရဲမှာဘယ်လိုမျိုးဖြစ်နေလဲဆိုတော့တင်တူးရဲပေါ့နော်တင်တူးရဲဘယ်အရာမျိုးမျိုးအကောင်းဆုံးလုပ်ချင်တဲ့စိတ်ဆန္ဒမျိုးပြီးလို့ရှင်တရားတဲ့အေးအေးချမ်းချမ်းနေချင်တဲ့အဲ့အမျိုးမျိုးလေးတွေ့တယ်။အာပြီးတော့တင်ဘဝတဲ့ကိုအဲဘယ်သူပဲဖြစ်ဖြစ်ဝင်လာသည်ဖြစ်စေဝင်လာသည်ဖြစ်စေတင်အဲ့ဒါကိုအကောင်းနဲ့မထည့်ပဲနဲ့တင်ဟာတင်ပေါ့နော်တင်ခံစားနေရတဲ့ဒီ toxic ဖြစ်တဲ့တချို့ relationship တွေဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဲတင် အယုံရောက်နေတာတင်းစီတဆုံတူတော့လာဖို့ရှိတယ်ဒါပေမဲ့လည်းဒါတော့တင်းသတိမပြုတ်မိဘူးเนาะအဲ့လိုမျိုးလေးတွေ့တယ်ဒါကတော့ relationship တမားလေးတွေအဲ့ဒီထဲမှာမှ single လေးတွေပေါ့နော် single လေးတွေကြတော့အတကူတည်းပဲပျော်ရွှင်ချင်တာဘာကြောင့်လဲဆိုတော့အတိတ်မှာကိုယ့်အတွက်မကောင်းတဲ့အဲဒီလိုဆက်ဆံရေးတွေကိုကြုံတွေ့ခဲ့ရတဲ့သူလေးတွေကြတော့ဒီမိလာတွေမှာအဲ့ဒါတွေကိုထပ်ပြီးတော့မကြုံကြတော့ဘူးမခံစားချင်တော့ဘူးတယောက်တည်းပဲဘဝကိုအဲပျော်ပျော်ရွှင်ရွှင်နဲ့ဒီမိလာကိုပေါ့နော်မိလာတွေမှာတော့ငါတယောက်တည်းပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြတ်တမ်းပဲเนาะအဲ့လိုမျိုးပုံစံလုံးဆက် က်ရှာရလုံရင်လည်းပျော်ပျော်ရွှင်နဲ့ပဲဖြတ်တမ်းမယ်ဆိုပြီးတော့စုံဖြတ်ထားတာအဲ့လိုမျိုးလေးလည်းတွေ့တယ်။အာအဲ့တော့ဒီထဲမှာမှတချို့ single လေးတွေကြတော့ဒီ law attraction နည်းလမ်းကိုသုံးနေတဲ့ single လေးတွေပါမယ်။အဲ့ဒါပါလဲဆိုတော့ကိုလိုချင်တဲ့ crack ကို law attraction နည်းလမ်းရာဆွဲဆောင်နေတာမျိုးတချို့ကြတော့လည်းကိုလိုချင်တဲ့အလုပ်တွေတချို့ single လေးတွေကြတော့ဒီအချစ်အီးတော့မဟုတ်ပဲနဲ့ကိုရဲ့ total ဖို့အတွက်လုပ်ငန်းတွေအတွက်ကို law attraction နည်းလမ်းကိုသုံးရင်းနဲ့စတင်ပြီးတော့စဉ်းကြံနေပြီးတော့သုံးနေပေါ့နော်။အဲ့လိုမျိုးပုံစံလေးတွေတွေ့တယ်။ အဲ့တော့ဒါ group 2လေးတွေအတွက်ဒီမေလာရဲမှာသူတို့လေးတွေကြုံတွေ့ရမယ့်ကံကြမ္မာအဆိုးကောင်းတဲ့ပတ်သက်ပြီးတော့ကြည့်ထားပေးတာပေါ့နော်အဲ့တော့ group 2လေးတွေကြတော့ group 1လေးတွေလောက်ဟိုအကောင်လုံးအပြည့်စုံပေါ့နော်ကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့လည်းကောင်းတာမဟုတ်ဆိုတော့စိုးတယ်လို့ပြောတာမဟုတ်ဘူးကောင်းတယ်တချို့အချက်လေးတွေမှာကျွန်တော်ပြင်ပန်းရတာလေးတွေနော်ဒီလိုကိုပိတ်မိနေတဲ့ဒီလိုဆက်ဆံရေးတွေကနေထွက်လာဖို့အတွက်စူးစမ်းရုံးကန်မယ်အရာလေးတွေရှိတယ်နော်အဲ့ဒါလေးကိုတော့သတိထားပါအော် တတိထားပြီးချော့ဖြဲ့ရင်တော့အဆင်ပြေသွားမယ်ပေါ့နော် group 2လေးတွေအဲ့ဒါမျိုးလေးတွေတွေ့တယ်။အဲ့တော့ပြီးပြီပေါ့နော်ဒါ group 2လေးတွေ့ပြီးပါပြီ။ energy ကညီမှုရရှိပါစေနော်။ဒါဆိုကျွန်မ group 3လေးစီကိုတွားပါမယ်။3နေနေမင်္ဂလာပါရှင် group 3တွေဒီ mail လာတယ်မှာပေါ့เนาะဘာလေးတွေကြုံတွေ့ရမလဲအဲ့တော့ဒီမှာလေးပုံလေးတော့မြင်ရလားမသိနည်းနည်းမှောင်နေเนาะဒီမှာမြို့သမီးလေးနှစ်ဦးကရေတွေကိုလေဒီရေကန်တွေကဒဲကိုထည့်နေတာဒါမဲ့ဘလို့ပဲဖြစ်ဖြစ်လူနှစ်ယောက်ကိုကျွန်မတွေ့တယ်တိလာအဲ့တော့ဒီ group 3လေးတွေကြတော့ဒီ mail လာတယ်မှာသင်တို့လေးတွေက 嗯ဆက်ဆံပေါင်းတင်ရတွေကောင်းလာတာမျိုးချစ်ချစ်ရင်းနှီးမှုတွေရရှိသွားတာမျိုးအဲ့ဒါမျိုးလေးတွေတွေ့တယ်အသက်သက်တော့เนาะဆက်ဆံရေးတွေမှာကောင်းမွန်တဲ့အနေအထားတွေရရှိသွားတာမျိုးเนาะအဓိကကတော့လေဖြူစင်တဲ့ချစ်ချစ်မြတ်တာကိုလည်းတွေ့တယ်အဲ့တော့ဒီတူးတူးတယောက် ပေါ့နော်မျိုးသားနဲ့မျိုးသမီးဆိုတာထက်အမျိုးသမီးချင်းချင်းနဲ့ဖြစ်နိုင်တယ်မျိုးသားချင်းချင်းနဲ့ဖြစ်နိုင်တယ်ပြောချင်တဲ့သဘောက928မြတ်တာတွေပေါ့နော်ဒီလိုမြတ်တာတွေနဲ့အကောင်းဆုံးဒီလာရဲမှာအာတင်တို့ကအေးချမ်းနေမယ်ပျော်ရွှင်နေမယ်အလောက်ကနေလောက်ရတဲ့ခါမှလည်းအတူတူစုပါမိလောက်ရတဲ့အလောက်အသင်းဖွဲ့ရေးစုဆက်တွေနော်အဲ့ဒါမျိုးတွေမှာအစဉ်ပြေသွားဖို့လည်းမြင့်တယ်အဲ့ဒီတော့ဒီမှာ အဂရုသရီလေးတွေအတွက်ကြတော့ဗာလဲဆိုဂရုသရီလေးတွေကလေအပျော်ရွှင်မှုလေးတွေရရှိဖို့တွေ့တယ်ကျွန်မကုနာပြောသလိုအေဂျင့်မှုလေးတွေပျော်ရွှင်မှုလေးတွေဒီမေလာထဲမှာရရှိဖို့ရှိတယ်အဓိကတော့စိတ်အေဂျင့်နေမှာเนาะအဲ့မျိုးလေးတွေတွေ့တယ်အဲတချို့ကြတော့အာဒီလိုမျိုးပေါ့ဒီတဖက်လူတွေနဲ့ဒီလာထဲမှာဆက်ဆံရေးတွေအရင်ကောင်းတယ်ဒီမှာเนาะစိန်နံနဲ့အပင်လေးတွေအောင်းမှမှဒီမှာအသေးပုံလေးတွေပါကျွန်မတွေ့တယ်เนาะအာဒီမှာလည်းနှစ်ယောက်ပေါ့เนาะ ဒီမှာနက်မိမဲ့တသေးလေးနှစ်ယောက်เนาะအဲ့အမျိုးတွေ့တယ်ဟိုဘက်မှာလည်းအမျိုးသမီးလေးနှစ်ဦးကိုတွေ့တယ်အဲ့တော့ group 3လေးတွေ ਆ လေတကယ်ကိုဒီလထဲမှာပေါင်းသဆက်ဆံရေးတွေအဆင်ပြေမယ်ပေါ့เนาะအာနောက်တစ်ခုက take chain of this situation အဲ့တော့ဒီ group 3လေးတွေတင်းတို့နေတဲ့ဒီ relationship တို့ saturation တို့မှာဟိုအခွင့်အရေးပေးဖို့ပေါ့เนาะ အခွင့်အရေးလေးတွေပေးဖို့လိုတယ်တဲ့ပြောချင်တဲ့သဘောကဒီကိုနဲ့ဒီမိတ်ဆွေတငယ်ချင်းเนาะဘယ်သူတွေမှာပဲဖြစ်စေเนาะဘယ်လိုဆက်ဆံရေးမျိုးတွေမှာပဲဖြစ်စေ sorry เนาะဘယ်လိုဆက်ဆံရေးမျိုးတွေမှာပဲဖြစ်စေအမှားယုံလေးတွေပေါ့เนาะရှိထားတဲ့ဆက်ဆံရေးတွေဆိုလို့ရှင် အခွင့်အရေးပြန်ပေးဖို့လိုတယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေတွေ့တယ် အခွင့်အရေးပေးဖို့လိုတဲ့အာဘယ်လိုပြောမလဲတဖက်လူနဲ့ကိုယ်နဲ့ဂျာနာမှာနားလည်မှုလွဲသွားတဲ့ကိစ္စဟာဘာမှမဟုတ်တဲ့အဖြစ်တည်းလေးတွေဆိုရင်ဒါတွေကိုတင်ပေါင်းချေပြီးတော့အာလှုပ်တူတူတွဲလှုပ်သွားဖို့เนาะအဲ့ဒါမျိုးလေးတွေဒါမက်ဆစ်တငယ်ချင်း928မြတ်တာတွေပေါ့เนาะတကယ်မို့ဒီလို1500မြတ်တာတွေမှာဆိုလို့ရှင်တယ်တင်းရဲ့တဖက်လူနဲ့တင်းတဲ့ဂျာက saturation နဲ့ relationship တွေကအဖြစ်တည်းလေးတွေဆိုလို့ရှင်ဒါလေးတွေခွင့်လွှတ်ပြီးတော့အာဘယ်လိုပြောမလဲเนาะကိုရီးယားရဲ့ဒီ အချစ်ဘဝကိုအတူတူဖြတ်တန်းသွားတာပေါ့နော်အဲ့ဒါမျိုးအကျံပေးတာဘာကြောင့်လဲဆိုတော့တချို့အရာတွေကပြစ်တတိလေးကိုခွင့်မလွတ်နိုင်မဲနဲ့အကြီးအကျယ်ပြဿနာတွေထိဖြစ်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ group 3လေးတွေဒီလာထဲမှာတော့အကိုရဲ့တက်ဖက်လူနဲ့ပတ်သက်ပြီးတော့ပေါ့နော် တုံတယုံကိစ္စလေးတွေဆိုရင်တင့်ဘက်ကခွင့်လွတ်ပေးလိုက်နိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်ပြီးတော့ဒီတနုညမဲ့ဆက်ဆံရေးကိုအခွင့်အရေးတွေပေးတာမျိုးပေါ့နော်အဲ့ဒါမျိုးပုံစံလေးနဲ့တွားရင်တော့ပို့ပြီးတော့အဆင်ပြေမယ်နော်အဲ့တော့ကျွန်တော်ဆက်ကြည့်မယ် group 3လေးတွေ group 3နေတွေကမိလာတယ်မှာပေါ့နော်အစ်မခုနကပြောတယ်အနှစ်ဦးနှစ်ဖက်ဆက်ဆံရေးတွေပြည်လဲမယ်အမျိုးသမီးချင်းချင်းဆက်ဆံရေးတွေလည်းပြည်လဲမယ်အမျိုးသားလေးချင်းချင်းဆက်ဆံရေးတွေလည်းအဆင်ပြေမယ်အဓိကတော့ငါက session မြတ်တာပုံစံမျိုးလေးတွေတကယ်ချင်းမဲဆွေပေါ့နော်အားမျိုးလေးတွေပြည်လဲသွားမယ်ငွေရေးချေးရေးမှလည်းဒီလိုမျိုးပဲကိုယ့်ကိုကူညီပေးမဲ့သူအကိုယ့်ကိုစောင့်ရှောက်ပေးမဲ့သူပေါ့နော်အားမျိုးပုံစံလေးတွေတွေ့တယ်အ Serocat Energy နဲ့ဒီလိုကူညီပေးတဲ့သူကလည်းကိုယ်နဲ့အချင်းချာမြင့်ဆောင်ခင်ထားတဲ့တကယ်ချင်း เนาะသူနဲ့ကိုနေကအရင်တော့စိတ်ကြောင်းစားဖြစ်ထားဘူးလဲဆိုတော့မှဒီလာထဲမှာပြန်ပြီးစင်ပြေသွားမယ်အစင်ပြေခြင်းမှာပဲကိုကိုကူညီမယ်ငွေကြေးတွေเนาะအားမျိုးတွေတွေ့အလောက်ခိုင်းနေမှာလဲသူနဲ့ကိုနေပြန်ပြီးတော့ပေါင်းတင်ဆက်ဆံရေးတွေကောင်းမွန်ပြီးတော့နှစ်ယောက်ကြာမှာအလောက်ခွင်ထဲမှာအတူတူလှုပ်လှုပ်တဲ့စီမှာအစင်ပြေမှုတွေရရှိမယ်ပေါ့เนาะအဲ့တော့ငွေကြေးရောအလောက်ခိုင်းရော grid 3လေးတွေကောင်းနေပေါ့เนาะအဲ့တော့ဒီလူမှုဆက်ဆံပေါင်းတင်ထဲမှာ seven sort energy နဲ့ နှောက်ရှက်လေးတွေအနေချင်းတော့ရှိလေဒါပေမဲ့ဒါတော့စိတ်မပူနဲ့ group 3လေးတွေကနိုင်မယ်เนาะအဆင်ပြေပြေနဲ့ဖြတ်ကျော်နိုင်မယ်အဲ့ဒီအခက်ခဲတွေလူမှုရေးပြဿနာတွေပေါ့เนาะအခက်ခဲမရှိကျော်ဖြတ်နိုင်မယ်အဲ့လိုမျိုးလေးတွေတွေ့ရဒီမှာ aerosol the sun အဲ့တော့နှလုံးသားရေးရမှာကြတော့တချို့တွေပေါ့နော်ဒီ single လေးတွေဆိုသင်တို့ဘဝတွေကိုဝင်လာဖို့ဆိုပြီးတော့တချို့လူတွေကအဆုံးပြတ်ပြီးလာနေပြီเนาะဒါပေမဲ့ group 3လေးတွေကတော့သိချင်မှသိမယ်ပေါ့နော် relationship သမားတွေကြတော့သင်နဲ့သင်တစ်ဖက်လူတယောက်ပေါ့တယောက်အာ ကာကွယ်ပေးမယ်အပြန်လန်နားလည်မှုတွေရှိမယ်ကူညီပေးမယ်နော်အဲ့လိုမျိုး energy လေးတွေတွေ့တယ်အဲ့တော့ free 3 day တွေလည်းဒီမေလာထဲမှာသင်ရဲ့ဒီ overall energy ကမဆိုးဘူးပေါ့နော်အဲ့လိုမျိုးတွေ့တယ်အဲ့တော့စက်ကြည့်မယ်နော် ခရူ3လေးတွေခရူ3လေးတွေအလှရမှာပို့ပြီးတော့မှောင်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ကင်မရာလေးတွေမှောင်သွား Sorry ပါရှင်အာမီးလည်းပြတ်နေတာပေါ့နော်ဒီရက်ပိုင်းမှာမီးကတော်တော်လေးကိုချိန်နေဆိုးတယ်နော်ကျမတို့ဘက်မှာဒါကြောင့်မို့လို့ဒီလိုကင်မရာလေးတွေမှောင်သွား Sorry ပါနော် uh, group 3လေးတွေဒီလာတယ်မှာကျွန်မကနားပြောတဲ့ငွေကြေးမှာတင့်ကိုကူညီပေးမဲ့သူကာကွယ်ပေးမဲ့သူလောက်ခွင့်နေမှာเนาะအဲ့လိုအဲ့လိုမျိုးကန်ချပါလေးတွေတင့်မှာရှိတယ်ဒီလိုကာကွယ်ကူညီပေးရတာလည်းတင်တယ်အရင်တော့ခင်ခဲ့ပြီးတော့အဲတစ်ချက်ပေါ့เนาะစိတ်ဆိုးပြီးတော့ကွဲသွားတဲ့တငင်းချင်းကအခုမှပြန်ပြီးတော့တင်တဲ့စုံတဲ့စီမှာပုံမှုပြပတ်မှုကူညီမှုလေးတွေတင့်ကိုပေးတာပေါ့เนาะအဲ့လိုမျိုးလေးတွေ့တယ်အာဒီလိုလူမှုဆက်ဆံပေါင်းသင်းအနေနဲ့မှာကြတော့အနောက်ရှက်ခက်ကလေးတွေရှိနေမယ်တင်းတို့လေးတွေဟာတော့အစဉ်ပြေအောင်မြင်သွားအောင်မြင်စွာဖြတ်ကျော်နိုင်မယ် เนาะအောင်မြင်စွာဖြတ်ချော်နိုင်မယ်ဘာကြောင့်လဲဆိုတော့ဒီလူတွေရဲ့အာစိတ်ကိုတင်လို့နေရာကောင်းကောင်းသိတယ်ရေရှည်တွဲခဲတဲ့လူတွေပေါ့နော်တိုက်ခိုက်တဲ့သူတွေကလည်းရေရှည်တွဲခဲတဲ့သူတွေဒါပေမဲ့ဒီလူတွေရဲ့အားနေချက်အာသာချက်ကိုတင်လို့နေရာသိတဲ့အတွက်အကောင်းဆုံးအောင်မြင်စွာကြော်ဖြတ်နိုင်မယ်เนาะအာ relationship တမားလေးတွေကြတော့ကျွန်မခုနကပြောသလိုပဲ kinetic energy ဒီမှာเนาะ kinetic energy အဲ single လေးတွေကြတော့ justice ကြတယ်အဲ့တော့ single လေးတွေသင်တို့ဘဝတွေကိုတကယ်ကိုဝင်လာဖို့စူးစမ်းနေတဲ့သူ တစုံတူရှိတယ်ဒီလူကတကယ်ကိုရိုးရိုးဖြစ်ဖြောင်းနေသူပေါ့နော်ပုံပွင့်ရှင်းရှင်းပြောတိုင်းပြောတတ်တဲ့သူမျိုးမျိုးသားဖြစ်စေမျိုးသမီးဖြစ်စေခက်ဆစွာလေးပေါ့နော်မျိုးသမီးဆိုလည်းမျိုးသားလေးဆိုလို့ရှိရင်လည်းအာနည်းနည်းဟိုဘယ်လိုပြောမလဲစကားပြောပြတ်တယ်ပေါ့နော်အဲ့လိုပုံစံနဲ့သူတလူ energy မျိုးနဲ့ရှိတဲ့သူကသင်တို့ဘဝတွေဝင်လာဖို့စူးစမ်းနေတယ်ဒီမိလာတယ်မှာနော်တက်နာလာဖို့ချီကက်ဖို့ပေါ့နော်စူးစမ်းနေတယ်အာ relationship မှာလေးတွေကြတော့တောင်းနေတောင်းနေကြမှာဖိမမှုကူညီမှုလေးတွေနော် ရရှိမှုတွေတရားအောင်တရားထောက်ပံ့ပေးခြင်းနဲ့ဒီလိုစိတ်ဆန္ဒတွေပဲဖြစ်နေတယ်ပေါ့နော်တရားဖို့တရားပြဿနာလည်းမရှာခြင်းမူနှစ်ယောက်သားအကောင်းဆုံးတည်ဆောက်သွားမယ်ဆိုရယ် energy မျိုးပဲတင်းလို့မှဖြစ်နေတယ်ပေါ့နော် sorry ပါနော်အရန်ကိုမှောင်လာတယ်ဆိုတာမူးအုပ်လာလို့ပေါ့နော်တအားယူမူးအုပ်လာတဲ့အတွက် group 3 day တွေအလှည့်မှာအဲ့လိုမျိုးရန်ကြီးမှောင်မဲသွားလို့ရှင် sorry ပါနော် ဒါပေမဲ့လည်း Q3 လေးတွေအတွက်လည်းအကောင်းဆုံး energy တွေများပါတယ်ပေါ့နော်ဒီမေလအတွက်မှာအာ Kinokat energy နဲ့လည်းတင်းရတစ်ဖက်လူကတင်းအတွက်ကိုပဲတွေးနေတယ်တင်းဖြစ်ချင်တဲ့အရာတွေအတွက်ကိုဦးစားပေးဖို့ပဲစဉ်းစားနေတယ်ပေါ့နော်ကျွန်မတို့မျိုးတွေးတယ်တင်းတစ်ဖက်လူကနော်အာတချို့ကြတော့တင်း energy တွေဖြစ်နိုင်တယ်တင်းကတင်းတစ်ဖက်လူကိုဘလို့အကောင်းဆုံးအာ လုတ်ပြင်းကောင်းမလဲပေါ့နော်အရာတွေမှာနော်လိုအပ်တဲ့အရာတွေမှာဘာလေးတွေပြင်ဆင်ပြီးတော့ငါကတွတ်တွဖြစ်စီပြင်းကောင်းမလဲဆိုတော့တင်တွင်းနေတာနော် group 3လေးတွေအဲ့လိုမျိုးတွေ့တယ်အဲ့တော့ဒါက group 3လေးတွေအတွက် group 3လေးတွေမေလာတွေမှာကြုံတွေ့ရမယ့်အရာနဲ့ပတ်သက်ပြီးတော့ကျွန်မဂျန်နယ်ချိန်ထားပေးတာဖြစ်ပါတယ် energy ကညီမရရှိပါစေနော်အရင်ကိုမှောင်လာတဲ့အတွက်ကျွန်မ reading ကိုခက်သက်သက်လေးပဲပြောလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်း group 1 2 3သုံးခုလုံးကပြည့်တက်လေးတွေကိုကျေးဇူးတင်ပါတယ်နောက်ထပ် reading တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်